တစ္ဆာဆောင်ကခန်းနံပါတ်တစ်တုံးပါတည်။လုံးဖြစ်နိုင်တော့ငိမ့်ညာ။သူတခုတော့အမှတ်မှားနေကြတာဗျ။ဒါကဆရာကျွန်တော်တို့ဒါဆရာလေတွင်သားဆော့ချစ်ရဲ့ဝိထုဝိထုရဲ့ဆရာရဲ့ဘဝအမှန်ပေါ့။ဆရာကြီးရဲ့ဇက်အမှန်ပေါ့နော်။ဟိုအရှိမဥကြုံလိုရိုက်ခဲ့တဲ့ပန်းဆိုင်လေးကဥယျာဉ်မှုဇက်နဲ့လုံးဝမတူဘူးဗျ။သူ့ကိုဘာပြောအောင်မသိဘူး။ဘာမှပြောအောင်သူကလည်းဘာဆိုဘာမှပြမပြောကျွန်တော်နဲ့သူနေရဘာဒီမှန်းလဲ ကျွန်တော်ကတော့ဗမ်းမြိုင်လေရဥယျာဉ်ဘူးရုပ်ရှင်ဇာတ်ကားကြီးမှာကျွန်တော်ကလူအေးအဖြစ်ပေါ့နော်ပါဝင်ပြီးတော့သေုပ်ဆောင်လာပါတယ်ခင်ဗျဟုတ်ကျွန်တော်လူအေးရဲ့ character လေးကတော့ကျွန်တော်မှာတက္ကသိုလ်ကျောင်းနှုန်းတာအရန်ချီရတဲ့တငယ်ချင်းတယောက်ရှိတယ်ပေါ့သူကတော့ငင်းချမ်းပေါ့နော်ငင်းချမ်းကဆရာငင်းချမ်းဖြစ်မှာပေါ့နော်အဲသူကဟိုကျောင်းမှာအဲ့လိုမျိုးဟို ပေါ့နော်။ကျောင်းဆရာဖြစ်ဖို့အတွက်ကိုသူသူကကန်ပါလာတဲ့အချိန်မှာသူကနေမျိုးလေးတစ်မျိုးကိုရောက်သွားတယ်။အဲ့ဒီနေမျိုးလေးတစ်မျိုးမှာသူကကျောင်းဆရာအဖြစ်ကိုမူလတန်းအလဲတန်းအထက်တန်းလောက်ထိကိုပေါ့နော်။သူတဖြည်းဖြည်းတိုးတက်အောင်လှုပ်လှုပ်ပါမှာပေါ့နော်။အဲအဲ့ဒီမှာမှကျွန်တော်ကလည်းဟိုကျွန်တော်ရဲ့ဒီမိဘတွေရဲ့အဲ့တော့ကျွန်တော်ပွဲရတဲ့အချိန်မှာမိဘတွေရဲ့ကျွန်တော်ကိုအဲ့လိုမျိုးဟိုပေါ့ဘယ်လိုပြောရမလဲဆိုတော့အလုပ်ငန်းတွေတွဲခြင်းတယ်ဒါပေမဲ့ကျွန်တော်ကလည်းငြိမ်းချမ်းကိုအားကြတဲ့အတွက်ကြောင့်ကျွန်တော်ရွာကိုရောက်သွားတယ် ဲ့ဒီကနေတကယ်ချင်းနှစ်ယောက်အလိုမျိုးလေးတွေပေါ့နော်အကျိုးပြုလေးတွေပေါ့အလိုမျိုးလေးလိုက်လို့ဖြစ်တဲ့စကားကောင်းလေးပါလုံးဝမဖြစ်နိုင်ပါဘူးရှင်တဲ့။ဆရာကြီးလေတင်းသားဆော့ချစ်ရဲ့ဒါအမျိုးသားစာပေစုရရောစုတွေအများကြီးရတာတဲ့ဝိထုကောင်တစ်ပုဒ်လည်းဖြစ်တယ်။အဲ့ဒီအထဲမှာမှဒါကျွန်တော်ရဲ့ပထမဦးဆုံးရုပ်ရှင်ဇာတ်ကားအဖြစ်ကိုပါဝင်ခွင့်ရတဲ့အတွက်ကလေပုဂ္ဂိုလ်ကအများကြီးကိုယ်ပြီးတယ် เนาะဟိုတခုတော့အမှတ်မှားနေကြတာဗျဒါကဆရာကျွန်တော်တို့ဒါဆရာလေတွင်သားစောချစ်ရဲ့ဝိထုဝိထုရဲ့ဆရာရဲ့ဘဝအမှန်ပေါ့ဆရာကြီးရဲ့ဇက်အမှန်ပေါ့เนาะဟိုအရှိမဥကြော်လို့ရိုက်ခဲ့တယ်ပန်းမြိုင်လေးကဥယင်မှုဇက်နဲ့လုံးဝမတူဘူးဗျာဟိုတလုံးတီတီဆာဆာစူးစမ်းထားရဲ့ဒါနဲ့ဘွာဟိုကောလဖိုင်မဟုတ်ဘူးအဓိကကတော့တငယ်ချင်းနှစ်ယောက်ပေါ့နော်တက္ကသိုလ်တက္ကသိုလ်ရဲ့အကြောင်းမှလည်းတငယ်ချင်းနှစ်ယောက်ပေါ့သူကအတင်းတင်းွယ်ဆိုတော့ဒီသူရမ်းချရတဲ့ချစ်သူကိုသူကအဲ့လိုမျိုးဟိုအဲ့လို ိုညီစားအဖြစ်ပေါ့နော်အဲ့လိုမျိုးလေးတွေအဲ့လိုမျိုးလေးတွေဟိုလိုက်ပြီးတော့ပိုးပန်းတဲ့အချိန်တွေပိုင်းမှာကျွန်တော်မဖြစ်နိုင်ပါဘူးဆိတ်လျှော့လိုက်ပါကျွန်တော်အကန့်တွေပဲပြောတာပါအဲ့လိုလေးကတော့တကယ်ချင်းနှစ်ယောက်ကတော့ကမစီမိမိတွေတော့တရုတ်ဆောင်ပါဒါပေမဲ့အကိုကလည်းအကယ်ဒမီမင်းသားဆိုတော့ကျွန်တော်ကလည်းဟိုဟိုဘယ်လိုပြောရမလဲကိုကိုကိုလည်းဟိုကိုမြင့်မြတ်ကိုဟိုကိုမြင့်မြတ်ရဲ့ဇာတ်ကားတွေနဲ့ပဲကျွန်တော်ကကြီးပင်းခဲ့ရတာလဲဆိုတော့လေအဲအကြောင်းမို့ဟိုအကိုနဲ့ရိုက်ရတဲ့အချိန်ကြတော့လဲ ကျွန်တော်အကောင်းဆုံးဖြစ်အောင်တော့စူးစမ်းပါတယ်အခုလည်းအခုလည်းတေချာတင်ပေးပါတယ်ခင်ဗျဟုတ်ဟုတ်ကျွန်တော်ကဟိုကွန်မြူနီယံကိုတော့အပြင်မှာတော့ကျွန်တော်ရှိန်တာပေါ့ respect ပေါ့နော်ဒါပေမဲ့ဟိုဇက်ကောင်နေမှာဆိုရင်တော့သူကငိမ့်ချမ်းပဲကျွန်တော်ဒီလူအေးပဲလူအေးကငိမ့်ချမ်းကိုအရင် ်ချစ်တဲ့တငယ်ချင်းအဖြစ်နဲ့ပဲကျွန်တော်ကတရုတ်ဆောင်ရလာဆိုတော့တစ်ခါတစ်ခါအဲ့လိုမျိုးပခုံးတွေပါရိုက်တဲ့အခန်းတွေပါပါတယ်အဲ့ဒါကကြောင့်ကျွန်တော်အဲ့လိုရိုက်ပြီးတော့မှအကိုကတော့နော်လို့ပါလို့အဲ့လိုမျိုးကြောရတဲ့အခန်းတွေပါလည်းရှိတယ်အဲ့လိုမျိုးအကိုကြီးကလည်းရပါတယ်ညီလေးကဘာမှဖြစ်ဘူးလို့ဟိုဟိုကိုအကိုတစ်ခါတစ်ခါဆိုရင်တော့အဲ့လိုကင်မရာတွေပါကိုကအကြောင်းမျိုးမျိုးကြောင့်ဟိုကျွန်တော်ယူထားတဲ့ကင်မရာတွေပါကကျွန်တော် အဲ့လိုမျိုးကျွန်တော်ကြံခဲ့တာတော့ပါဆိုအကိုအကိုကတင်ပေးတယ်လေဟိုဖုတာဒီနေရာမှာဒီလိုလေးနေလိုက်အဲ့ဆိုကင်မရာထဲမှာပူပေါ်တယ်အဲ့အဲ့လိုမျိုးလေးတွေပေါ့ဟောဟောဟောရုပ်ရှင်ကင်မရာဆိုတော့လေဟို CV နဲ့တော့ကွာဟမှုတွေတော့ရှိတာပေါ့ဟုတ်ကဲ့ပါခင်ဗျာအဲဒီကားလေးကကျွန်တော်တို့ကဒါကျွန်တော်တို့ပုဂံမှာသွားရိုက်ရတာပေါ့နော်ကျွန်တော်တို့အဲ့လိုရှူတင်သွားတဲ့အချိန်တွေပိုင်းမှာဆိုရင်ဟိုရန်ကုန်လိုတော့မဟုတ်ဘူးပေါ့အဲ့လိုမျိုးနေမြို့လေးတွေဆိုတော့ကျွန်တော်တို့ဆိုရှူတင်ကိုကြိုသွားရတာရှိတယ်ပြီးသွားတဲ့ခါကျတော့ကျွန်တော်တို့ကအဲ့လို location တွေကလည်းကျွန်တော်တို့ကအဲ့လို ွာတွေမှာရိုက်တယ်ဆိုပေမဲ့လည်းအဲ့လိုရွာရဲ့အဝေးတနေရာမှာဒေကွင်းတွေတွေမှာအခုအကြောင်းကြီးဆိုရင်လည်းဒါ setting စီမီရိုက်တာအဲ့လိုမျိုးဆိုတော့ဟိုကျွန်တော်တို့အတွက်လည်းပို့ပြီးတော့ဟိုပေါ့နော်ဟိုဘယ်လိုပြောရမလဲဆိုတော့အမြင်တစ်တယ်ဖြစ်တယ်ပေါ့အဲပြီးတော့ ဟိုတရုတ်ဆောင်နေအချိန်မှာဒီကြောင်ကအသက်ပဲလေအဲ့လိုမျိုးဒီကြောင်ရနေမှာတဆင့်ဒါပန်းပြိုင်လေးကဥယျာဉ်မှုဆိုတော့ဟာဒီကြောင်ကနေပဲပုံဖော်ကြမှာဆိုတော့အဲအဲ့လိုမျိုးလေးပါပဲခင်ဗျဟုတ်ဟုတ်ဟုတ်ကျွန်တော်တို့ရဲ့ပန်းပြိုင်လေးကဥယျာဉ်မှုရုပ်ရှင်ဇာတ်ကားကြီးဟာအခုလာမယ့်ဒီဇင်ဘာ12ရက်နေ့တောက်ကြနေမှာမြန်မာတပြည်လုံးမှာရှိနေတဲ့ရုပ်ရှင်ယုံကြီးများမှာပြသပေးတော့မှာဖြစ်ပါတယ်အဲပြည်သက်တွေအားလုံးပဲအဲမြန်မာနိုင်ငံလုံးမှာရှိနေတဲ့ရုပ်ရှင်ယုံကြီးမှာလာရောက်အားပေးပြီးတော့ ဟိုပြည်သက်တွေအားလုံးလည်းကျွန်တော်ကိုဝေဖန်အကြံပြုပေးပါအောင်လို့ကျွန်တော်ဒီနေ့ကနေဖိတ်ခေါ်ပါတယ်ခင်ဗျာ။မြန်မာစတာပစာ